မင်္ဂလာပါကချင် wave သတင်းဌာနကနေစဉ်တင်းလာနေကနေတောက်ကြနေသည့်ညနေခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ့်သတင်းအစီအစဉ်တင်ဆက်သူမယူဆမ်းပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်ကစပြီးကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်အတွင်းမှာတိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့သိရှိရပါတယ်။ ဝိုင်းမော်မြို့နယ်အတွင်းကခတ်ချိုကျေးရွာအနီးတစ်ဝိုက်နဲ့ဝိုင်းမော်မြို့အထက်ကလင်းမြန်ကျေးရွာဘက်တွေမှာလည်းတိုက်ပွဲတွေခက်ဆစ်ဆိတ်ပြန်လည်ဖြစ်ပွားနေတယ်လို့စီရီတရင်ရင်မြစ်ထံကသိရပါဗျ။တိုက်ပွဲတွေအတွင်းစစ်ကောင်စီရုပ်အလောင်းတွေလက်နက်ခဲယမ်းတွေတင်စီရရှိပြီးအရှင်ဖန်စီရမိသူတွေလည်းရှိတယ်လို့သိရပါဗျ။တိုက်ပွဲဖြစ်ပွားတဲ့နေရာကိုမြจีนာမြို့ကစစ်ကောင်စီအထိုင်တပ်ရင်းတွေကနေလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေတာကြောင့်မြจีนာမြို့ပေါ်မှာလည်းလက်နက်ကြီးပစ်ခတ်တံတွေကြားနေရတယ်လို့မြို့ကန်တွေကဆိုပါတယ်။ ဝိုင်းမော်ပဲတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေခြင်းမြစ်တစ်ဖက်ကန်းကမြจีนာမြို့ပေါ်နေရအနက်မှာစစ်ကောင်စီဘက်ကအရက်သားတွေကိုရှောင်းသခင်စစ်ဆေးမှုတွေကိုတင်းကျပ်စွာပြုလုပ်နေတာဖြစ်ပါတယ်။ ဖားကန့်ဒေတာလုံခင်းရွာမှာရှိတဲ့စစ်ကောင်းစီအထိုင်ချထားတဲ့နေရာကိုဒီကနေ့မနက်အစောပိုင်းက KIA KPDF ပူးပေါင်းအဖွဲ့ကတွားရောက်ပစ်ကတ်ခဲ့တာကြောင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။မိုးမလေးမီမနက်3:00နာရီတုန်းကလုံခင်းကျောက်စိန်ရုံရှိကကုန်းမှာတက်ဆွဲထားတဲ့စစ်ကောင်းစီတွေကိုဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက်နိုင်ဝက်ဝန်းကျင်နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့သိရပါဗျ။ပစ်ခတ်မှုတွေအတွင်းအရက်သားထိခိုက်မှုတွေရှိခဲ့တယ်လို့ကြားသိရပေမဲ့အသေးစိတ်အခြေအနေကိုတော့မသိရှိရသေးပါဘူး။ ငလင်ကိုအကြောင်းပြုပြီးပြစ်ခတ်မှုရက်ဆဲထားတဲ့ကာလမှာဖားကန်ကတပ်တွေကိုအချင်းချက်လုံမယ်ဆိုတဲ့အကြောင်းပြချက်နဲ့စစ်အင်အား600ဝန်းကျင်နဲ့ဖားကန်ကိုဥတီထိုးစစ်ဆင်လာတဲ့စစ်ကောင်စီနဲ့ပြည်သူ့စစ်ပူပေါင်းစစ်ကြောင်းဟာ KIA တိမ့်ပိုက်ထားပြီးဖြစ်တဲ့ကြေးရွာတွေကိုဖျက်ချပြီးဖားကန်ဒေသအတွင်းကိုချင်းနှင်းဝင်ရောက်လာနေတာဖြစ်ပါတယ်။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျန်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။